ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဒါတကြံကြပြီပေါ့နော်တကြံကြပြီရင်ရက်ကအဲထုံးစံတိုင်းအလုပ်တွေရှုပ်နေတာဖြစ်တဲ့အတွက်အဲရုပ်တန်နေမရိုက်ပေးခဲ့ဘူးပေါ့နော်ဒါလည်းခွင့်တောင်းပြီးတော့မှာပါခွင့်တောင်းပြီးတော့နေ့တော့ကျွန်တော်မရိုက်နိုင်သေးပါဘူးခင်ဗျာဆိုပြီးတော့ဒီလိုခွင့်တောင်းပြီးတော့အဲကျွန်တော်ရုပ်တန်မရိုက်ပဲနေခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းဘယ်လိုပဲပြောပြောအဲတောင်းပန်ပါတယ်ရုပ်တန်နေပြက်ကွက်တဲ့ခါကြလို့ရှင်ချောတော့ပြောကြမှာပေါ့နော်သူလူတွေကတော့ တင်းသမားတင်းသမားအလုပ်ပဲလုပ်ပေါ့ဒါပေမဲ့လက်ရှိချိန်မှာကျွန်တော်တို့နိုင်ငံကဘယ်ပြောကျွန်တော်တကယ်ချင်းတရားကိုပြောပါတယ်နိုင်ငံနေမကောင်းဖြစ်နေတယ်ပေါ့နော်နိုင်ကျွန်တော်နိုင်ငံဖျားနေတယ်လို့မန္တလေးမြို့ကြီးလည်းဖျားနေတယ်အဲ့လိုပဲအဲကျွန်တော်တို့နေပြည်တော်လည်းဖျားနေတယ်အဲ့ကြားထဲမှာကျွန်တော်တို့အတက်နိုင်ဆုံးနော်အတင်းပြီးတော့ရှေ့ဆက်နေကြတယ်အကုန်လုံး အကုန်လုံးတော့လှုပ်ဆောင်နေကြပါတယ်အကုန်လုံးတော့လှုပ်ဆောင်နေကြပါတယ်သူနီးသူဟန်နဲ့လှုပ်ဆောင်နေကြပါအဲ့နေရာမှာကျွန်တော်ကလည်းတတောက်တနေရာအဖြစ်ပါဝင်ပေးတာဖြစ်ပါတယ်အဲ့တော့တော့နားလည်ပေးကြပါလို့ပြောချင်ပါတယ်ဆိုတော့အခုဒါ1386ခုနှစ်အတာတကြံရောက်ပါတယ်ဆိုတော့တကြံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာစိုးရိမ်လာလဲဆိုရင်ပြောရရင်ကျွန်တော်တို့ကိုဗစ်ဖြစ်တယ်နိုင်ငံရေးဖြစ်တယ်အဲ့ဒီနောက်မှာတခါတဘာဝဘေးကြီးဂျုံရတယ်ဂျုံရတဲ့အခါမှာကျွန်တော်တို့ရဲ့ အဲရိုးရရင်ကျေးမှုပေါ့နော်ဒလီထုံတန်းနေပွဲလန်းတပင်းတွေကတဖြည်းဖြည်းနဲ့ကျော်နေမိမိန်လာတာကိုခံစားမိပါတယ်အဲ့ဒီအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်ဒီနှစ်မှာမြန်မာနိုင်ငံအနေနဲ့တကြံကို UNESCO ကိုဝင်ထားတယ်နော် drum ရင်ကျေးမှုဖြစ်ဝင်ထားတဲ့ခါကျတော့ကျွန်တော်လည်းမျှော်လင့်တယ်ဒီနှစ်မှာကြီးကြီးမားမားကျွန်တော်တို့တကြံကိုဆန်းဆန်းပြပြခန်းခန်းနာနာလုပ်ရင်ကောင်းပါပဲလို့ကျွန်တော်ကတွေးထားပါတယ်ဒီတဲ့ပူပြီးခန်းနာတာကြီးမြင်ရဖို့ မျှော်လင့်ထားပါတယ်။ဒါမဲ့အခုလိုမျိုးတရုတ်တရက်ကြုံလိုက်ရတဲ့ငလျင်ဘေးကြောင့်ကျွန်တော်နိုင်ငံမှာမပြိုရအောင်ကျွန်တော်ပြည်သူ3000ကျော်လောက်အသက်ဆုံးရှုံးသွားကြရတယ်။နော်3000ကျော်4000ဒီပါလောက်။အဲ့ဒီအတွက်စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။အဲ့တော့ကြံကတော့တချို့လဲခလေးတွေရေပက်ရေလောင်းကြတယ်လူငယ်တွေရေပက်ရေလောင်းကြတွေ့တယ်သွားကြလာကြတယ်ပေါ့နော်။ အဲ့တော့တော့ဟိုထူးထူးခြားခြားဆန်းဆန်းမြတ်မြတ်တော့တို့ကိုလည်းအပြည့်မတင်ဘူးကလေးတွေကတော့မတိလို့လူငယ်တွေကတော့ပျော်ချင်လို့ပေါ့ဒါတော့ကျွန်တော်လက်ခံပါအဲ့တော့ကျွန်တော်မလုပ်လဲတကြံမှာအဲတကြံအကျုံနေဂျုံနေရေလှူတယ်ရေလှူတယ်ပြီးတော့ကျွန်တော်တို့အဲလှွတ်တော်ထဲမှာဆန်းအပြည့်600ကျော်900လောက်ပေါ့နော်သွားလှူပါတယ်ပြီးတော့အဲ့မှာရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော် ေစီတွေပဲလဲပါတယ်ပေါ့နော်ပြီးတော့ရေကားတစည်းပေါ့အဲစသဖြင့်အဲ့လိုမျိုးလုတ်ပြီးခဲ့တယ်ပြန်တော့ကျွန်တော်ဟိုဘက်ရက်ထဲကစိတ်ဆန္ဒတခုရှိနေတဲ့ဈေးကုန်းကြောင်းတိုက်ပေါ့ဈေးကုန်းကြောင်းတိုက်ဆိုတာလည်းတကယ်အဲအရင်တော့ကဒါနိုင်ငံတော်ဆက်ဆရာဆရာတော်ဖျားကြီးရှိတယ်ခုလည်းနိုင်ငံတော်ဆက်ဆရာဆရာတော်ဖျားကြီးဥဆောင်ပြီးတော့ဒါစတင်တန်းကားတဲ့အများကြီးတည်င်းသုံးနေထိုင်တော်မူတဲ့ကြောင်းဖြစ်ပါတယ်အဲကြောင်းတိုက်ကပြူသွားတယ်အဲ့မှာရှိတဲ့တရားရှိစုအောင်တော်မူဇီဒီတော်လည်းပြူကျသွားတယ် ကျောင်းလိုက်ကျောင်းဆောင်တော်တော်များများပြိုကျသွားတဲ့အချိန်မှာစာသင်တန်းကတော်တော်များများမကြခင်ပြန်ဝင်လာတော့မယ်ဆိုလို့ရှင်ဒီအတွက်ကျောင်းလိုက်အုပ်ချုပ်နေတဲ့ဆရာတော်ဖျားတွေအပူတပြင်းနဲ့လာလို့ဆောင်နေရပါတယ်ဒီကျောင်းတွေအများဆုံးပြန်ပြီးအကောင့်ထဲပို့လာဖို့စာသင်သားတွေပြန်လာလို့ရှင်ဒီကျောင်းတိုက်တွေပြန်ပြီးတော့အဲအသည့်နေထိုင်နိုင်အောင်လို့ပေါ့နော်တွေ့နေတဲ့အခါကျတော့ဒါလေးသွားမြင်တဲ့အခါကျတော့အစတော်သွားတာတော့ကျောင်းသွားမယ်ဆုံးဝခက်ခဲတယ်ဆိုလို့ရှင်အဲကျွန်တော်တို့အနေနဲ့ စွန်းတက်နာလောက်ဖြစ်ဖြစ်လူမဲစွန်းကတ်မယ်ဆိုပြီးသွားလျှောက်တယ်။လျှောက်တဲ့ချိန်မှာကြောင်းရောက်သွားတဲ့ချိန်မှာကျွန်တော်တို့အရင်ကစွန်းကတ်ခဲ့ပူးတဲ့ဒီပင်မကြောင်းတော့အကြီးပေါ့နော်။အဲဒီစွန်းနေပါတယ်ကတ်တဲ့ကြောင်းတော့အကြီးရပြူကြတယ်။စဝင်နေရအဲ့တရားရှိစုအောင်တော်မူစီတီတော့လည်းပြူကြတယ်။ဘလောက်ထိပြူကြလဲဆိုရင်တချို့အဆောက်အဦတွေတချို့ဒီ CD Pro တွေကပြူကြတဲ့ပုတ်တွေက အလုံးလိုက်အလုံးလိုက်ပဲမခွဲရသေးခင်ပေါ့နော်အဲ့လိုမျိုးမြင်နေရခါကျတော့စိတ်မကောင်းမကောင်းတော့ကဲထုတ်ကြတငယ်ချင်းတချို့ကတယောက်9000စာ3000စာ2000စာ3000စာစသဖြင့်စုပြီးတော့ကျွန်တော်တို့ကြောင်းတိုင်းပြန်လဲတိဆောက်ရည်ပြုပြင် moment ရဲ့အတွက်ဘလူငွေပေးရပါတယ်လူငွေပေးရပြီးတော့ဆုံးကတ်မယ်ဆိုပြီးတော့ကျွန်တော်တို့အဲဆုံးကတ်ဖို့အတွက်လည်းတခါလူငွေပေးအပ်တယ်တော့ဒီနေ့ကြာတော့တခါအခုဗီဒီယိုမရိုက်ခင်ပေါ့နော်ကျွန်တော်ဆုံးကတ်ပြီးပြန်လာတယ်ဆုံးသွားကတ်ခဲ့တယ်ပေါ့ဆရာတော်ဖျားမိတ်ပါတယ် စာသင်တန်ဃာတော်တွေအတွက်ဒီလိုဒီလိုလိုအပ်တယ်ဟိုမဖြစ်မနေပြင်ဆင်ပေးရတော့မယ်ပေါ့နော်အလူခံတာတော့မဟုတ်ဘူးเนาะအဲ့တော့ဟိုကျွန်တော်တို့ကလုံနိုင်တာဆရာတော်မိတ်တဲ့အတိုင်းပဲကိုကိုတိုင်းလဲလှူတယ်ကိုတိုင်းလှူလဲအဲ့လိုသူများကိုလဲလှူချင်အောင်ကျွန်တော်တို့တိုက်တွန်းတယ်အဲ့တော့ဟိုတိုက်တွန်းချင်တာကတော့အဲအဲ့လိုမျိုးဈေးကုန်းကြောင်းတိုင်းမှာမဟုတ်ဘူးခြားသောပြိုကျပျက်စီးသွားတဲ့ကြောင်းတိုက်တော်တော်များများရှိပါတယ်အဲ့တော့နိုင်ရနိုင်ရတကာတွေအနေနဲ့ ဝင်နေဝင်ထမ်းကြဖို့ပေါ့ကျွန်တော်တို့လည်းတတတအားကျွန်တော်တို့နိုင်တဲ့ဝင်ကျွန်တော်တို့ဝင်ထမ်းမယ်တော့ចောင်းတိုက်ကိုကိုယ်တိုင်ဆက်သွဲပြီးတော့လူတန်းကြចောင်းတိုက်ပြန်လဲထူတော်ကြီးအတွက်စာတင်သားတွေဒီသာသနာအတွန်းရှိတည်တံ့မှုအတွက်စာတင်သားတွေလည်းရှိမှဖြစ်မှာဒီစာတင်သားတွေကွန်းခုသတင်းသုံးတဲ့ចောင်းတိုက်တွေပြန်လဲပေါ်ပေါက်လာဖို့မျှော်လင့်ပါတယ်အဲ့ဒီအတွက်ကျွန်တော်နှိမ့်ပြန်စော်ပြခြင်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးသတင်းကတော့ဒါမဟာ ုနှစ်ရုပ်ရှင်တော်မြတ်ကြီးပေါ့နော်မန္တလေးငလင်ကျောက်မခိုက်တော်စောင်းသွားတဲ့အပြင်ကိုဒီဆောင်းနှန်းနေလဲပြူကြပျက်စီးမှုတွေဖြစ်ခဲ့တဲ့မဟာမြတ်မှုနီပေါ့ဘုရားကြီးမကြခင်မှာနှစ်ဆန်းတရက်နေမှာပြန်ပြီးတော့ပူဇော်ခံနိုင်အောင်အများပြည်သူဖူးမြော်နိုင်မှုအတွက်စီစဉ်ထားတယ်လို့ပြောပါတယ်နောက်တဲ့နေ့ဘုကတော့ကျွန်တော်တို့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ထဲမှာ PDF ဖွဲ့တွေက ဒီတက်ယူနီဖောင်းတွေဝတ်ပြီးတော့အယောင်ဆောင်တဲ့ရွာအချို့မှာဝင်ရောက်တဲ့တနက်ဖောက်တဲ့တောင်းကျမ်းတာတွေလုတ်တယ်လို့ကျွန်တော်သတင်းရထားတယ်။အဲ့ဒီအပြင်မှာရွာသားအချို့ကိုလည်းဖမ်းဆီးထားတယ်လို့ပြောပါတယ်။ဆိုတော့ရွာနံမေဒီကတော့နော်ဒေတာခန်နေဆိုလို့ရှင်ဒါမှမဟုတ်ဒေတာမှာလုံခြုံရေးလှုပ်ဆောင်နေတဲ့အာဏာပိုင်တွေဆိုသိမှာပါကျွန်တော်ထုတ်မပြောပါဘူးရွာနံမေထုတ်ပြောလို့ရှင်သတင်းပေးတဲ့သူတွေလည်းမလုံမချုံဖြစ်ရမှာဆိုလို့ပါ။အဲ့ဒီတော့အခုလိုတက်ယူနီဖောင်းတွေဝတ်ပြီးတော့ရွာထဲမှာဝင်တောင်းကျမ်းတာတွေနော်တနက်တွေပြစ်ဖောက်တာတွေဒီမျိုးလုပ်နေတာတွေပြီးတော့ရွာသားတွေဝင်ဖမ်းနေတာတတ်မဟုတ်ဘူးဆိုတဲ့အကြောင်းပြောချင်တယ်။ เนาะအဲ့ဒီမှာ တချို့တော့ဒီအဆုံးရောက်တဲ့သူတွေကအဲတက်လို့ပြောပြီးတော့အပုတ်ချနေတယ်ပေါ့နော်ရွာထဲမှာဝါရတွေဖြတ်နေကြတယ်ပေါ့နောက်တင်းတဲ့ဘုကတော့ဒါဥလဆွေ channel မှာတင်ထားတွေ့တာပါအဲ့ဒါတော့ဒီကလေးတောင်ပိုင်းကြံသာရွာပြည်သူစစ်ရွာပေါ့နော်အဲ့ရွာအဲ့မှာချင်း PDF တွေနဲ့ဒီအဲ့ကလေးရ PDF နဲ့ပေါင်းတိုက်တယ် ရွာပြည်သူစစ်စခန်းကျသွားကျလဲကျသွားရွာထဲမှာရှိတဲ့ပဲဒီနှမ်းနဲ့အကုန်လုံးကိုတိမ့်နေတိမ့်ပြီးတော့အဲကား၃စီးနဲ့တိုက်ပြီးတော့ကလေးမျိုးပေါ်တက်ပြီးရောင်းနေပေါ့နော်ပွဲယုံတွေတက်ရောင်းနေပေါ့ဒီမှာလူညွေးတောင်ဝရှိတဲ့သူတွေဘယ်သူတွေပဲဝါလဲဆိုကျွန်တော်တို့မပြောလဲမပြောပါဘူးအပြစ်လည်းမပြောပါဘူးဒါဟုထင်းထင်းသိမ်းသိမ်းနဲ့စောက်ကြီးဆောင်ရွက်ဖို့လူမယ်လို့ပြောချင်ပါတယ်အဲ့လိုဖြစ်စဉ်မျိုးတွေကဒီရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွေမှာပြောင်းနေချန်နေလဲအဲ့လိုမျိုးပဲကြုံခဲ့ရတယ်ကားကြီးကားငယ်နဲ့တိုက်တယ်တော့တက်ရောင်းနေဒါပေမဲ့သူတို့လွတ်လွတ်လပ်လပ်ကိုတိုက်နေရောင်းနေတာမြင်ရပါတယ် ဆိုတော့တချို့နေရာတွေမှာဘယ်ရလာလဲဘယ်ဒီသားလာလဲစသဖြင့်တရားလေးစုံစုံစမ်းစမ်းနဲ့အများပြည်သူပိုင်တဲ့အရာတွေကိုလက်နှက်နဲ့အခုလိုမျိုးချိန်ချောက်တဲ့ဖြစ်စဉ်မျိုးတွေမဖြစ်အောင်လို့တော့ဂယူဆိုင်ဖို့လိုမယ်ထင်ပါတယ်တဲ့နောက်တဲ့နေ့ဘုကတော့ဒီအမေကြော်ညာစာမှတ်38မြင်းဆောင်2025နဲ့ထွက်ထားတဲ့စာပေါ့ကျွန်တော်တို့အဲ့ဒီ February လ21ရက်နေ့လောက်တုန်းကအဲ့ဒီတည်င်းကိုဘာလို့မမြင်ခဲ့ရတော့မသိဘူးအခုဒီစာတစ်စောင်ထွက်လာတာမြင်ရတယ် အဖေဘော်လေး21ရက်နေ့2025ခုနှစ်နဲ့ပေါ့အဲ့ဒါကဘာလဲဆိုတော့မြန်မာနိုင်ငံမှာဂျူဒုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနဲ့နော်အဲ့တော့ဒီမှာဒီဂျူဒုနဲ့ပတ်သက်ပြီးတော့အဖွဲ့တွေပေါ့နော်ဒုတိယဝန်ကြီးချုပ်နဲ့ပြည်တော်စုဝန်ကြီးပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနစသဖြင့်ဒီလိုပုံကိုယ်တွေနဲ့ဒီဂျူဒုစနစ်ထူထောင်ရေးအတွက်လုပ်ငန်းကော်မတီဖွဲ့စည်းတယ်ပေါ့နော်ဒီစာကိုကျွန်တော်အစောပိုင်းတော့မမြင်ခဲ့တာတော့အမှန်ပဲဆိုတော့2019ခုနှစ်ကထုတ်ထားတဲ့အဲ အမိတ်ကြော်ညာစာအမှတ်55မြင်းဆောင်2019ကိုလည်းဒီအမိတ်ကြော်ညာစာနဲ့လွှမ်းမိုးပယ်ဖြတ်လိုက်တယ်ပေါ့နော်။ဘာပြောနိုင်ငံတကာနိုင်ငံမှာကိုပိုင်ဂျူဒူးစနစ်တစ်ခုရှိတာလေ။ဒါကောင်းမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ဒါမှဖြစ်မနေရှိတဲ့အရာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီအမေရိကန်တန်ယုံနေထုတ်ပြန်တဲ့သတင်းတစ်ပုဒ်ပေါ့နော်။အဲ့ဒါကတော့မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိဖို့လှုပ်ဆောင်နေတဲ့သူတွေကိုအားပေးကူညီရေးကိုသူတို့ကဆက်လက်ပြီးတော့တန်ဋိဌာန်ချထားတယ်။ ဒေတာရင်းငြိမ်းငြိမ်းရေးနဲ့လုံခြုံရေးအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းအမေရိကန်ထုတ်ပြန်တယ်။ဒီထုတ်ပြန်ချက်ကတော်တော်ကိုညင်သာတယ်။အမေရိကန်တန်ရုံကထုတ်ပြန်ချက်တွေမှာဒီထုတ်ပြန်ချက်ကအညင်သာဆုံးပဲလို့ကျွန်တော်ထင်တယ်။အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲ?ရှေ့ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေကဆက်အာနာရှင်တို့ဘာလို့ညာစသဖြင့်ဒီဘလုံးပထွေးနဲ့အတင်းပြောသလိုလိုစောင်းပြောသလိုလိုအဲအဲ့လိုမျိုးရေးထားတဲ့စာတွေပဲထုတ်ပြန်ခဲ့တာများတယ်ပေါ့နော်။ဆိုတော့ ဒါဝန်ကြီးမာဂိုရီရူဘီဝေရဲ့ပြောကြားချက်ကိုဒီတန်ယုံထုတ်ပြန်ချက်မှာဖော်ပြလာတာဖြစ်ပါတယ်။မြန်မာငလင်းနဲ့ပတ်သက်ပြီးတော့ဒီသူတို့အနေနဲ့ဝန်ထဲပူဆွေးရတယ်ဆိုတဲ့အကြောင်းနော်ဒီတကြံနဲ့ပတ်သက်ပြီးတော့သူကြိုဆိုတယ်ဆိုတဲ့အကြောင်းတွေလည်းစသဖြင့်ဝီဝီဆဆာရေးထားတာတွေ့ရပါတယ်။ဘာဖြစ်မြန်မာနိုင်ငံမှာတန်ယုံစိုက်ထားတဲ့တန်ယုံတယုံကနေပြီးတော့အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်တွေအခုလိုထုတ်ပြန်တာကတော့ကျွန်တော်အနေနဲ့ကတော့ဒါကြိုဆိုတယ်ပေါ့နော်။ နောက်တဲ့နေ့ဘုကတော့ဒါချင်းတဲ့ဌာနတွေရထွက်တဲ့တဲ့ပေါ့အဲ့ဒါကတော့ဒီဖလန်းမြုပ်သိမ်းတိုက်ပွဲပေါ့သူတို့၅လလောက်သူတို့တိုက်ခဲ့တဲ့တိုက်ပွဲပေါ့နော်ဒီတိုက်ပွဲမှာ PDF 80နဲ့ကိုတိတ်ဆုံးလို့ဆိုပြီးသူတို့ဘက်ကထုတ်ပြန်ထားပါတယ်ဒီခလန်းက268တခုတည်းတည်နေတဲ့တက်ပေါ့နော်အဲ့ဒီမြို့အဲ့ဒီမြို့ကိုအဲ့သူတို့ဝင်တိုက်တယ်ပေါ့ဝင်တိုက်တဲ့အချိန်မှာသူတို့89ခုတိတ်ဆုံးလို့ဆိုပြီးပြောပါတယ်89ခုဆိုတာသူတို့ဘက်ကထုတ်ပြန်ချက်ပေါ့နော်ကျွန်တော်ပြောသလိုပဲသူတို့ထုတ်ပြန်ချက်တိုင်းအများအားသုံးတဲ့ မျှအောင်မှာပေါ့နော်အဲ့တော့တေချာပေါက်ယာနဲ့ချီတည်ဆုံးနေဆိုတဲ့အကြောင်းဒါသူတို့ကိုယ်တိုင်ဝန်ခံတဲ့အခြေအနေပေါ့နော်နောက်တစ်ခါဒီကတကြံလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ရုပ်တံနဲ့တူတူဝဲရိုက်ပါမယ်နောက်ဆုံး conclusion နေနဲ့ပြောချင်တာတကြံဖြစ်တယ်အဲ့မတော့အာနာထိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီတကြံကိုအမြဲတမ်းလို့လို့နှစ်စင်လို့လို့ပြောနေတဲ့ကိစ္စရှိပါတယ်အဲ့ဒါကဗာလဲသွေးစွန်းတကြံဆိုပြောပေါ့ကျွန်တော်တို့နိုင်ငံကယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေအတိတ်နမိတ်ကိုအင်မတန်မှအယူသီးပြီးတော့အလေးထားတဲ့နိုင်ငံဖြစ်ပါတယ်အဲ့ဒီအတွက်လည်း ဒီဒီလိုမျိုးဒီတွေးဆွန်းတဲ့ကြံတွေးဆွန်းတဲ့ကြံလို့အဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နိုင်ငံမှာဘေးဆိုးကဆိုးတွေကိုဇက်တိုက်ဖြစ်လာ။တော့ကျွန်တော်မှတ်မိသလောက်ပြောရမှာဆိုရင်ဒီ2020မတိုင်ခင်ဖြစ်တော့ဖြစ်တယ်။ဒါပေမဲ့လည်းဒီနိုင်ငံလုံးတိုင်းတာနဲ့လွှမ်းခြုံလောက်တဲ့အဲ့ဒီအခြေအနေမျိုးကျွန်တော်တို့မကြုံခဲ့ရဘူး။နော်။ဟိုအခြေပိုင်းမှာလည်းဖြစ်တယ်မဖြစ်ဘူးမဟုတ်ဘူးဟိုပထမအစိုးရလက်ထက်ဒီမှာလည်းဖြစ်တယ်ဒါပေမဲ့လေဟိုတနိုင်ငံလုံးတိုင်းတာနဲ့လုံးဝဖြူကပြားကကြာသွားတော့တဲ့အနေထားမဟုတ်ဘူးဒါပေမဲ့အဲ့ဒီ 2021ခုနှစ်နောက်ပိုင်းမှာအမှတန်ဃာတော်တွေပုံတွေကိုထမိန်နေနဲ့ချိတ်လို့ချိတ် အမျိုးမျိုးသောပုံတွေကိုမြေကြီးလို့ချနေလို့ချနေနော်တန်ဃာတော်တွေကိုတက်လို့တက်ဖြတ်လို့ဖြတ်ဒီလိုအခြေအနေမျိုးတွေနဲ့ကျွန်တော်တို့ကြုံခဲ့ရတဲ့နောက်ပိုင်းမှာနော်အဲဒီသွေးဆုံးတဲ့ကြံတို့အမျိုးမျိုးသောကိစ္စရက်တွေပေါ့နော်အဲ့လိုဘလို့မှလက်ခံလို့မရတဲ့မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဘလို့မှလက်ခံလို့မရတဲ့အသုံးနှုံးတွေမကျိန်စာတွေရိုင်းဆိုင်မှုတွေကျွန်တော်တို့ဒီမှာစက်တိုက်မြင်ခဲ့ရတယ်အဲ့ဒါကြောင့်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဒါကျွန်တော်အမြင်မယ်နော်ကျွန်တော်အမြင်မယ် တော့တည်င်းပဲကြည့်ချင်တယ်ဆိုလို့ရှိရင်တော့မကြည့်နဲ့တော့ဒါတည်င်းမဟုတ်တော့ကျွန်တော်အမြင်ကျွန်တော်ပြောပြတာစက်တိုက်ကိုကျွန်တော်တို့ကြုံခဲ့ရတဲ့အတိတ်နမိတ်တွေကြောင့်ကျွန်တော်နိုင်ငံမှာကန်ဆိုးမှုမောင်ကြားတယ်လို့ကိုခံစားလာတာကိုဒီနေ့လက်ထက်လာပြန်ပြီးသွေးဆုံးတဲ့ကြံသူတို့လှုပ်လို့ရှိရင်ကောင်းတယ်အတော်လန့်တဲ့ကြံသူတို့လှုပ်ရင်ပျော်ကြပါကြကားကြခုံကြရေတွေပဲတောက်စားမှုယူအဲ့ဒါတော်လန့်တဲ့ကြံဒါမဲ့ဒီဘက်ချမ်းမှာလုံနေတဲ့ပြည်သူတွေပျော်ပါနေတယ်ဆိုလို့ရှိရင်သူကသွေးဆုံးတဲ့ကြံကိုမင်းတို့ကပျော်ပါတယ်အသက်တိတ်ပေးကြပါလို့ပါလို့နော် ဒီမှာငငိမ့်လေးဒီတိုင်းမြမရွေးရပုံစံနဲ့ရေပတ်တယ်ဆိုလို့ရှိရင်တော့မတော်ဝေဖန်တယ်เนาะဒါတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးအကျန်းဖတ်အစွန်းရောက်ယူဝါဒတွေရှိတယ်ဆိုလို့ရှိရင်မြန်မြန်ဖယ်ရှားဆင်းလင်းမှုလို့မထင်နဲ့ကျွန်တော်တို့လူမျိုးတွေအတွက်အစိတ်အတော့ဒါမှမဟုတ်လို့ရှိရင်ဟိုနိုင်ငံခြားစက်ကားတွေရွာထဲမှာမိစ္ဆာတကောင်ဝင်ခိုးနေတယ်လို့ကိုကျွန်တော်ကမြင်တယ် နော်အဲ့ဒါအဲ့ဒါတွေကရှင်းလင်းမှရမှာမရှင်းလင်းကျွန်တော်တို့လူမျိုးတွေကြာလာတယ်ပူပြီးဆိုးွားတဲ့အခြေအနေတရက်ကိုကြုံလာလိဖြစ်ခြေပိုင်းမှာဒီအမေရိကန်တန်ယုံကထုတ်ပြန်ထားတဲ့အဲမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းမပြန်ရောက်ရေးပေါ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြိုဆိုရမယ်အဲ့တော့ဒီမိုကရေစီလမ်းကြောင်းမပြန်ရောက်ပေါ့ဘာလို့လဲရွေးကောက်ပွဲလို့လေရွေးကောက်ပွဲမဖြစ်မနေကိုလုပ်ရမှာနော်ရွေးကောက်ပွဲပြီးပြီဆိုရင်ရပြီတဆင်ညင်းတဆင်ညင်းသူ့အနေနဲ့သူဖြေလျှော့ဖြေလျှော့ဖြေလျှော့ရင်းနဲ့နော်အရသာဆိုးရလက်ထက်ဖြည်းဖြည်းရောက်ရင်းရောက်ရင်းနဲ့ကျွန်တော်တို့ ပြန်ပြီးတော့နောက်ပြန်လှည့်လို့ရပါတယ်ကျွန်တော်တို့မှအဲ့လိုမျိုးဒီဒီမိုကရေစီကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်လဲရယူလို့ရပါတယ်တကယ်တမ်းဆိုရင်နှစ်နှစ်နဲ့ရယူလို့ရမယ့်အရာအခုကျွန်တော်တို့ကြာခဲ့တယ်နော်အကြံဖတ်တိုက်ခိုက်မှုတွေကြောင့်အခုလိုမျိုးအချိန်နှောင့်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်ဆိုတော့ဒီနေ့တကြံကိုတော့ကျွန်တော်အနေနဲ့ဘယ်လိုဖြတ်သမလို့ဆိုရေဥတန်လေးရံဖန်ရံခါရိုက်မယ်နော်အလှူတန်းလေးလုပ်မယ်နော်ဒီ ျော်ဖို့ပါဖို့တော့များများဆဆမရှိဘူးတကယ်တမ်းဟိုကိုယ့်အနေကိုပဲတယောက်တည်းအပန်းဖြေဖြစ်တာများတဲ့ခါကျတော့အဲ့လိုမျိုးပဲနေဖို့ရှိတယ်။အဲ့တော့ဒီနေ့တကြံကစပြီးတော့လာမယ့်နှစ်သစ်မြန်မာတွေရဲ့နှစ်သစ်ကနေစပြီးတဘာဝဘေးစိုးအန်ဒီရဲစိုးရန်စိုးမန်စိုးစစ်ဘေးမီဘေးစသဖြင့်ဘေးရောကကြီး၃ပါအကုန်လုံးကင်းလို့ကြပါစေလို့ကျွန်တော်အနေနဲ့မေတ္တာပို့ဆုတောင်းပါတယ်။ကျွန်တော်တို့ရဲ့မြန်မာယူရတကြံကို ညင်ညင်သာသာလေးနဲ့ကြော်ဖြတ်ကြပါတိထက်တန်ယူတွေမဖြစ်ကြပါစေနှခုထိုင်းမှာဆိုရင်ဆုံခရံဖြစ်တယ်လူတွေတေကြတယ်နောက်တရက်တရက်ကို340လူတေမှုဖြစ်တယ်ပေါ့နော်အဲတန်ရာရတဲ့သူတွေလည်းယာနဲ့ချီတယ်ပေါ့အဲ့တော့ကျွန်တော်နိုင်ငံမှာအဲ့လိုမျိုးဖြစ်မျိုးမကြုံရအောင်ညင်ညင်သာသာလေးနဲ့သားသမီးတွေထိမ့်သိမ်းရေကိုဘယ်လိုလောင်းရတယ်ကျွန်တော်တို့ရိုးရဘယ်လိုဆိုတဲ့အကြောင်းထိမ့်သိမ်းနဲ့ကျွန်တော်တို့ဒီတကြံကိုတီတီညင်ညင်ဖြတ်တန်းရအောင်ပါအဲ့လိုတီတီညင်ညင်ဖြတ်တန်းရင်းထဲမှာလာမယ့်နှစ်တွေကြာလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးစီကားတဲ့ခန်းနာတဲ့စမ်းပြားတဲ့တကြံတွေကိုဖန်တီးနိုင်ကြပါစီလာမယ့်နှစ်စဉ်နှစ်တိုင်းမှာလည်းအဲ အေးချမ်းနဲ့လုံခြုံနဲ့အဆင်ပြေတာယာတဲ့မိသားစုဘဝတွေပိုင်ဆိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ